အားလုံးပဲမင်္ဂလာပါရှင်။ Revolu Pharma News Channel ကနေပြီးတော့သတင်းများကိုတင်ဆက်ပေးသွားမှာဖြစ်ပါတယ်။အခုပထမဆုံးတင်ဆက်ပေးမယ့်သတင်းကတော့တနိုင်ငံလုံးအတန်တိတ်တပိတ်နဲ့စစ်တပ်ရဲ့ရွေးကောက်ပွဲကိုပြက်ပြက်သားသားတပိတ်မှောက်ကြဖို့ကုတီစာစန်းတိုက်တွန်းနေဆွဲတဲ့ရင်ကိုတင်ဆက်ပေးသွားမှာဖြစ်ပါတယ်။လာမယ့်ဒီဇင်ဘာ10ရက်နေ့မှာတနိုင်ငံလုံးအတန်တိတ်တပိတ်ဆင်နွယ်ပြီးစေအိုစုရဲ့အတူရောင်တရားမဝင်ရွေးကောက်ပွဲကိုလူလူတရက်လုံးကပြက်ပြက်သားသားစန့်ကျင်တပိတ်မှောက်ကြဖို့လူလူတပိတ်ခေါင်းဆောင်ကုတီစာစန်းကတိုက်တွန်းလိုက်ပါတယ်။ လာမယ့်ဒီဇင်ဘာလ10ရက်နေ့အပြည်ပြည်ဆိုင်ရာလူအခွင့်အရေးနေ့မှာတနိုင်ငံလုံးလူထုတရက်လုံးကအပြင်းမထွက်အတန်တိတ်တပိတ်ကြီး Silent Strike ဆင်နွှဲပြီးတော့လူထုသဘောထားနဲ့တောင်းဆိုချက်ကြီး၃ရက်ကိုဖော်ထုတ်တောင်းဆိုကြဖို့ရှိပြီးပြည်သူလူထုအလုံးအတူတကွပူးပေါင်းပါဝင်ဆင်နွှဲကြဖို့ကိုတေစာဆန်းကသူ့ရဲ့လူမှုကွန်ရက်ကနေအသိပေးပါတယ်ဆက်လက်ပြီးကိုတေစာဆန်းကအတန်တိတ်တပိတ်ကနေတောင်းဆိုမယ့်အချက်၃ခုနဲ့လူထုသဘောထားဆန္ဒကိုရှင်းပြပါတယ်အချက်၃ချက်ကတော့အာရမဖန်းစီအကျဉ်းချခံထားရတဲ့ ထူးထူးကောင်းဆောင်ဒေါအောင်ဆန်းစုကြည်သမရာကြီးဦးဝင်းမြင့်တို့နဲ့တကွာနိုင်ငံရေးအကျဉ်းသားများအလုံးကိုချင်းချက်မရှိအမြန်ဆုံးလှုပ်ပေးဖို့စေုပ်စုကအတင်းအဓမ္မပြင်ဆင်နေတဲ့ရွေးကောက်ပွဲဆိုတာဟာတိုင်းပြည်နိုင်ငံရေးပြဿနာအတွက်ထွက်ပေါက်မဖြစ်ယုံတာမကထောင်ကျောက်ပဲဖြစ်ပြီးဒီအတုရောင်တရားမဝင်ရွေးကောက်ပွဲကိုလူလူတရက်လုံးကဖြစ်ဖြစ်သားသားစန့်ကျင်သပိတ်မောက်ဖို့နဲ့စေုပ်စုဟာအဓမ္မစစ်မှုတမ်းဥပဒေကိုအတင်းပြုကျင့်ပြီးလူလူတရက်လုံးကိုအမျိုးမျိုးဖိနှိပ်အနိုင်ကျင့်နေပြီး လူငယ်လူရွယ်များစွာကိုတည်တွင်းထဲကိုပို့နေတာကြောင့်အာရမစစ်မှုတမ်းဥပဒေကိုလုံးဝဖျက်သိမ်းဖို့လိုအပ်ကြောင်းစားတဲ့အချက်တွေပါဝင်တယ်လို့ကိုတေစာဆန်းကရှင်းလင်းပါတယ်။တော်လန်ရေးကအရင်အနည်းထိခိုက်ကြီးမားပါတယ်။သို့သောမတော်လန်ပဲခေါင်းငုံလဲစင်းခန့်နေလို့စစ်အာဏာရှင်စနစ်သက်ဆိုးရှိအမြင့်တွေသွားရင်ဖြစ်လာမဲ့နောက်ဆက်တွေဆိုကြောအများကြီးပိုဆိုးရပြင်းထန်တာကြောင့်ကျွန်တော်တို့ဒီတော်လန်ရေးကိုအဆုံးသတ်ဗန်းနိုင်ထိဆက်လက်ချီတက်သွားကြဖို့ပဲဖြစ်ပါတယ်လို့ လူလူသပိတ်ခေါင်းဆောင်ကတိုက်တွန်းလိုက်ပါရယ်ဒီဇင်ဘာလ3ရက်နေ့ကမန္တလေးမြို့လေကစီးချိုအနီးမှာမန္တလေးသပိတ်ခေါင်းဆောင်ဒေါက်တာတေစာဆန်းရန်ကုန်သပိတ်ခေါင်းဆောင်ကိုနန်းလင်းစကိုင်းသပိတ်ခေါင်းဆောင်ကိုခန့်ဝေဖြိုးတို့ဦးဆောင်ပြီးဆီအာနာရှင်ဆန့်ကျင်ရေးဆန္ဒပြခဲ့ကြပါသေးတယ်ဆန္ဒလာပြသွားတဲ့နေရာတဝိုက်ကဈေးဆိုင်တွေကိုလည်းစီအုပ်စုကမင်းညကပဲဖေရှားရှင်းလင်းသွားခဲ့ပါရယ်ဆလပီဆန္ဒပြပြီးတဲ့နောက်မန္တလေးစီအလုံးမှာစစ်တပ်လုံခြုံရေးချောင်း ကွန်ကရစ်ဖြော်တဲ့ရှင်တွေကိုမြို့တွင်းအဝင်ထွက်တားမြစ်ထားတဲ့ဆွဲတဲ့ရင်ကိုတင်ဆက်ပြသွားမှာဖြစ်ပါတယ်။မန္တလေးစည်းကြိုမှာတပိတ်ကောင်းဆောင်၃ဦးဦးဆောင်ဆန္ဒပြပြီးနောက်စစ်တပ်ကမြို့ရဲကဈေးအလုံးကိုလုံခြုံရေးချထားတယ်လို့မန္တလေးမြို့အဝင်ထွက်ကိုတင်းကျပ်ထားတယ်လို့မြို့ခံတွေကပြောပါတယ်။ဒီဇင်ဘာလ၃ရက်နေ့မနက်ပိုင်းကတမျိုးလုံးလုံခြုံရေးချထားတဲ့အထက်ကမန္တလေးတပိတ်ကောင်းဆောင်ဒေါက်တာတီစာဆန်ရန်ကုန်တပိတ်ကောင်းဆောင်ကိုနန်းလင်းစကိုင်းတပိတ်ကောင်းဆောင်ကိုခန့်ဝေဖြိုးတို့ဦးဆောင်ပြီးဇေအာနာရှင်စန့်ကျင်ရေးဆန္ဒပြခဲ့ကြပါတယ် အဲ့ဒီနောက်ဈေးတွေကိုအယောဝတ်နဲ့လုံခြုံရေးချခဲ့ရကနေသပိတ်ကောင်းဆောင်တဲ့အခွဲတွေကဆန္ဒပြရုပ်တံဖိုင်ထုတ်ပြန်ခဲ့ပြီးနောက်ဒီနေ့မနက်ပိုင်းမှာမန္တလေးမြို့ကဈေးအလုံးမှာ uniform ဝတ်စစ်သားနဲ့ရဲတွေစောင့်ကြနေတာလို့မျက်မြင်တွေ့ရှိသူတွေကပြောပါရတယ်။84လမ်းကတရုတ်တန်းဈေးမှာထူးထူးဆန်းဆန်းစစ်သားတွေစောင့်နေတယ်။အောင်ပင်လေဈေးမှာလည်းတွေ့တယ်၊ဈေးကြုံမှာလည်းတွေ့ခဲ့တယ်လို့ဒီဇင်ဘာ9ရက်မနက်မြင်ကွင်းကိုမြို့ကန်တအုပ်ကပြောပါရတယ်။ဆန္ဒပြပွဲပြီးတဲ့နောက်စစ်အုပ်စုဘက်ကသပိတ်ကောင်းဆောင်တွေပါတာကိုမသိတာမို့ အမျိုးသမီးဦးစားပေးရှာဖွေခိုင်းခဲ့ပြီးအဲဒီကလေးကမြို့အဝယ်ထွက်တွေပိတ်ခါရှာဖွေခဲ့တယ်လို့သတင်းရင်းမြစ်တချို့ကပြောပါရယ်ဆန္ဒပြရုပ်တံဖိုင်ထက်လာပြီးတဲ့နောက်မှာအလဲပိုင်းတိုင်းစစ်ဌာနချုပ်တိုင်မှုအမိန့်နဲ့လုံခြုံရေးတွေထက်ချကာတင်းတင်းကြပ်ကြပ်ရှာဖွေနေတာလို့သိရပါရယ်တပိတ်မှာပါဝင်ခဲ့တဲ့သူတွေကတော့ဘေးလွတ်ရာရောက်ပြီးလို့ဒေါက်တာတီစာဆန်းကသတင်းဌာနကိုပြောပါရယ်ဆန္ဒပြခဲ့တဲ့မန္တလေးစည်းချိုကအသီးနှံရောင်းချတဲ့ဆိုင်ကန်း90ကိုလည်းစေအုပ်စုကဖျက်ဆီးခဲ့ပြီးထပ်ဖွင့်ရင်အေးအေးယူမယ်လို့ချိန်ချောက်ထားတယ်လို့သိရပါဗျ။ အနာသိန်းစစ်ကောင်စာဘူဂျုံမူကြီးမြောင်လိုက်ဟာပြည်ဦးတွင်ကစစ်အင်ဂျင်နီယာတက်ကတူ DSTA စင်ပွဲနေမန္တလေးမြို့ကိုလာတဲ့အတွက်လုံခြုံရေးမြင့်ထားခြင်းအခုလိုဆန္ဒပြခဲ့တာကြောင့်စစ်အုပ်စုဒေါသပုံထားခဲ့ပါတယ်။မြောင်လိုက်ကမန္တလေးကိုဗဟိုဘန်ဗန်ကွဲဖွင့်ဖို့ရှိတာကိုအကြောင်းပြပေးမိတကယ်ကနှမ်းတွင်တဲ့မှာရေရရလာချီတာလို့စစ်တပ်သတင်းပေးတချို့ကပြောပါတယ်။ဒါပြင်စေအုပ်စုကအာနာသိန်းခေါင်းဆောင်လာချိန်လုံခြုံရေးအကြောင်းပြချက်နဲ့ဒီဇင်ဘာ၄ရက်နေ့ကနေ9ရက်နေ့အထိမန္တလေးမြို့တဲကို ကွန်ကရစ်လောင်းနေရင်ဆောက်လုပ်ရေးလုပ်ငန်းတော့အုံငွေလုံကကြီးတွေဝင်ထွက်သွားလာတာမဟုတ်ဘူးတားမြစ်ထားတယ်လို့ဆောက်လုပ်ရေးလောကကစုံစမ်းသိရှိရပါတယ်ကျမတဲ့တင်ဆက်မှုကိုဒီမှာပဲရနာခွဲပြုပါရှင်အားလုံးပဲရွှင်လန်းချမ်းမြေကြပါစေရှင်